အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဘုဒ္ဓဘာသာတော်ကိုဆိုကမ္မခေတ္တကျွန်တော်တော့ချီးမွမ်းပါတယ်ကျွန်တော်ပြောမဆူမခေပါတယ်ဘုဒ္ဓဘာသာတော်ကိုကျွန်တော်ပြောမဆူမခေပါတယ်ဆိုကမ္မခေပါတယ်ကျွန်တော်အခုနပေးချပါလို့ကျွန်တော်တော့ဝမ်းချီးပါတယ် အားလုံးမင်္ဂလာမနက်ခင်းပါအမျိုးတို့ရေနော်ဒီကောင်တောင်းပန်ထားတဲ့ဝေဒူဟိုင်ကိုကြည်ပြီးတဲ့သူတွေရှိသလိုမကြည်ရသေးတဲ့သူတွေရှိတဲ့ရှိမဲ့ဖြစ်မဲ့အတွက်နော်ကျွန်တော်တွေ့ပြီးတင်ပေးလိုက်ပါတယ်နော်ဒီကောင်လုတ်ခဲ့ပြီးမှတောင်းပန်ပါတယ်တောင်းပန်ပါတယ်ဆိုတာကဒီတက်တဲ့ဝါတကောင်တိုင်းနဲ့မဟုတ်ဘူးရှိရတက်တဲ့ဝါတွေတယ်နော်ရှိမှအဲ့ဒီလိုစော်ကားပြီးမှတောင်းပန်ပါတယ်ဆိုတဲ့တက်တဲ့ဝါတွေလည်းရှိတာပဲနော်အဲ့ဒီတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့နော်အခုနောက်နောက်နဲ့ဒီလိုပဲနော်ဟိုစော်ကားမဲ့စော်ကားပြီးတော့မဟန်တော့မှတောင်းပန်ပါတယ်ဆိုလို့တွေးတောနေတဲ့တက်တဲ့ဝါတွေလည်းရှိကောင်းရှိနိုင်တယ်အဲ့ဒီတော့ကျွန်တော်ကတခါတည်းဒါတိုင်း သတိပေးလိုက်တယ်နော်မလုတ်ခင်စဉ်းစားစဉ်းစားပြီးမှလုတ်နော်တိတိနဲ့လုတ်ဟောတာမတိတော့လုတ်တာတကြိမ်မတိတော့လုတ်တာကတကြိမ်ဒါပေမဲ့တိတိနဲ့လုတ်တာတည်းရှိကောင်းရှိနိုင်တယ်အဲ့ဒီတော့တကြိမ်တိတကြိမ်လုတ်တာတိမတိတော့နှစ်ကြိမ်ကတိတိနဲ့မှားတာသုံးကြိမ်ဆိုဆိုရင်တော့ဒါဂယုမဆိုင်လူကိုလုတ်တယ်အပြုတ်မှုတွေပဲဖြစ်တယ်နော်ဒီတော့ကျွန်တော်ကအခုမင်းတို့ပေါ့မင်းတို့ဆိုတာကခုနကကျွန်တော်တို့ဒီဘာသာသာသနာကိုနော်လူမျိုးစော်ကားတဲ့လူတွေကိုကျွန်တော်ပြောတာနော်အဲ့ဒီတော့မလုတ်ခင်စဉ်းစားပါနော်အခု စော်ကားတဲ့ဟာတွေကလူတူတူယောက်ပုပ်ကူတူတူယောက်ကိုစော်ကားတာမဟုတ်ဘူးเนาะလူဟိုကိုကိုကိုရာဖြစ်တဲ့เนาะဖះနှစ်တကွာဘာသာကိုစော်ကားနေကြတာလေเนาะဒါတွေစော်ကားနေကြတာအဲ့စော်ကားတွေအကြီးကျယ်စော်ကားခြင်းဖြစ်တယ်နော်ဒီလိုနားလေပေးဖို့ဆိုတော့ခက်တယ်ဗျခွင်းလုပ်ပေးဖို့ဆိုတော့လည်းအင်မတန်ခက်တယ်ဗျသိလားမှောင်းအောင်လည်းခလေးတငယ်မဟုတ်ဘူးဗျနော်ခလေးဒီအရွယ်ဘာမှမသိသေးတဲ့ခလေးကဒါလောက်တယ်ဆိုတာမှားတော့လက်ခံတယ်ဥပမာကျွန်တော်တို့ဒီဈေးဒီပထိုးမှာဗျကျွန်တော်တို့ခွေးတကောင်တိတ်တက်ပန်းတယ် ကျွန်တော်တို့နားလဲပြီလို့ရခွင့်လို့ပဲဟာဘာကြောင့်လဲဒီကောင်တလိတလိဆန်ကောင်ဖြစ်နေလို့ဖះဖះမဲမသိတရားတရားမဲမသိဆိုတဲ့တန်ငါတန်ငါမဲမသိလို့ဒီကောင်လောက်တာပဲဒါကျွန်တော်တို့နားလဲပြီလို့ရတယ်အဲ့လိုမျိုးအရာအေးအခုတော့တချို့ဟိုလူတတ်တဲ့ဘွားတွေကအဲ့ဒီလူခွေးမျိုးဖြစ်နေမလားလို့ကျွန်တော်တို့တွေးလို့တွေးမိပါတယ်လူခွေးပေါ့နော်ပြောမယ်ဆိုရင်တော့လူခွေးလူတတ်တဲ့ဘွားမျိုးတွေပေါ့နော်အဲ့ဒီတော့ခုနကကျွန်တော်ပြောတာဒီကောင်ဒီမှားတဲ့အမှားတွေကဒီနော်တော်တော်လေးကိုမှားရတဲ့အမှားတွေဥပမာကျွန်တော်ကိုလာပြီးတော့ပရိုက်လိုက်ကျွန်တော်ရဲ့မျက်နှာကိုလာပြီးတော့သရွေးနဲ့ထွေးလိုက်ရတယ်အဆင်ပြေတယ် ကျွန်တော်နားလေပေးတယ်ကျွန်တော်ခွင့်လို့ပေးလို့ရတယ်သို့တော့เนาะလူတွေနဲ့ကိုးကွယ်ရာဖြစ်တယ်เนาะဘာသာနဲ့ဖျားဟုတ်တော့မစော်ကားမိပါစေနဲ့เนาะနောက်ထပ်တယ်စော်ကားမယ်နဲ့ကြံတယ်မိမယုတ်တွေပဲဖြစ်ဖြစ်အိုးအမျိုးယုတ်တဲ့တတ္တဝါတွေပဲဖြစ်ဖြစ်ကျွန်တော်ကတခါတည်းအခုဒီအပိုးနဲ့ဒီဘွေးလူဟိုင်းမှာတခါတည်းသတိပေးလိုက်မယ်မပြောခင်စဉ်းစားပါစဉ်းစားပြီးမှလုပ်ပါကိုလုပ်ပြီးမှမဟန်တော့မှတောင်းပန်ပါတယ်ဆိုတဲ့စကားနဲ့เนาะခွင့်လို့ပေးပါဆိုတဲ့စကားမျိုးတွေနဲ့ဘယ်တော့မှနား တောင်းပန်မိပါစေနဲ့နော်ဒါကကျွန်တော်ပြောလိုက်တဲ့စကားဖြစ်တယ်နော်ကျွန်တော်စကားကကျွန်တော်တကယ်လို့မှားခဲ့တော့ရှိရင်ကျွန်တော်နဲ့ပဲတက်ဆိုင်တယ်ကျွန်တော်ကိုယ်ွယ်တဲ့ဘာသာကျွန်တော်ကျွန်တော်လူမျိုးနဲ့မတက်ဆိုင်နော်ဒါကကျွန်တော်မှားပါကျွန်တော်တို့ခရစ်ယာန်တွေကဗုဒ္ဓဘာသာတွေကိုဘာကြောင့်ပြောပြောနေရတာလဲဗုဒ္ဓဘာသာတွေကယုတ်ထုတ်ကိုကိုယ်ပဲကြတယ်မလားတကယ်လို့လက်နဲ့လုပ်ပြီးမှကိုယ်ွယ်တဲ့ရှစ်ခုတဲ့ကတော့လေအဲ့ဒါကတော့ဖျားမကြိုက်ဘူး ဖះကိုဆန့်ကျင်တယ်ကျွန်တော်တို့ဖះမကြိုက်လို့ပြောတာပဲကျွန်တော်တို့ကမကြိုက်လို့ပြောတာမဟုတ်ဘူးကျွန်တော်တို့မကြိုက်လို့ပြောတာမဟုတ်ဘူးဖះမကြိုက်လို့ပြောတာပဲအားလုံးမင်္ဂလာမနက်ခင်းလေးမှာအမျိုးတို့ရေနော်ကျွန်တော်တို့ခုတော့နော်အဲ ဒီကောင်ကျွန်တော်ဒါတိုက်ပဲပြောခွင့်ပြပါနော်အဲ့ဒီတော့အဲ့တလေးဆိုင်ကောင်မင်းတို့ငါပြောမယ်မင်းကျွန်တော်တို့ဒီခရစ်ယာန်ဘာသာတည်းဒီဗုဒ္ဓဘာသာကိုဘာကြောင့်ပြောနေရတယ်လဲလို့မင်းစကားကိုမစုံနဲ့ကျွန်တော်တို့ခရစ်ယာန်ဆိုတဲ့စကားကိုထည့်မတော့နဲ့သိလားတလေးဆိုင်ကောင်သိလားမင်းဘာသာမှန်းမတိုက်နဲ့သိလားကျွန်တော်တို့ခရစ်ယာန်နေဆိုတဲ့စကားကိုထည့်သွင်းချင်အပြင်ဖြစ်ဘာသာမှန်းတိုက်တာဟဲ့အောင်သိလားမင်းမင်းတို့ကဗုဒ္ဓဘာသာကဘယ်ဘာသာကောင်မှမစော်ခဲ့ဘူးเนาะဘယ်ဘာသာမှာပဲဖြစ်ဖြစ်เนาะ ဖះလို့သတ်မှတ်ထားတယ်မင်းတို့နော်သူတို့မြတ်မင်းတို့ပဲခရိယံဆိုတာဒါကသခင်ယေရှုကိုမင်းတို့ဖះလို့သတ်မှတ်ထားတယ်ဒါမင်းမင်းတို့သခင်လောကကတန်ရှိတယ်ဘယ်ဘာသာမှာပဲဖြစ်ဖြစ်ယုတ်တုဆိုတာရှိတယ်နော်ငါတို့ကဒီမြတ်စွာဘုရားကလည်းဒါငါတို့စိတ်သဘောထားနဲ့ငါတို့ကထုလို့ပြီးကိုးကွယ်တော်လို့နော်မြတ်စွာဘုရားပရိနိဗ္ဗာန်မပြုခင်နော်ဒီဇေဒီလေးမျိုးထားခဲ့တယ်နော်အဲ့ဇေဒီလေးမျိုးငါတို့ဗုဒ္ဓဘာသာမှာထားခဲ့တယ်ဒါမြတ်စွာဘုရားရဲ့ထားခဲ့တဲ့အတိုင်းငါတို့ကအဲ့အောက်မေ့သတိရပြီးတော့နော်မြတ်စွာဘုရားဟုတ် တက်တော်ထင်သာရှိစဉ်အတိုင်းပေါ့နော်အောက်မေတ္တရပြီးတော့အဲဇေဒီလေးမျိုးကိုတက်လက်ထံကပြောလိုက်မယ်သိလားဥဒ္ဒရဇေဒီဓာတုဇေဒီဓမ္မဇေဒီပတိဘောကဇေဒီရဲ့လို့ဇေဒီလေးမျိုးထားခဲ့တယ်တက်လက်ဆံကောင်းသိလားဒါနဲ့ငါတို့ကဗုဒ္ဓဘာသာလေးငါတို့စိတ်ကူးနဲ့ငါတို့လောက်တာတခုမှမရှိဘူးမြတ်စွာဘုရားရဲ့ညွှန်ကြားမှုအတိုင်းတရားဟောဟောခဲ့တဲ့အတိုင်းငါတို့ကအပိုလည်းမရှိဘူးနော်ကိုယ်ခွေတာရှခိုးတာမင်းကိုယ်ရှခိုးရှင်ပူတော်ချင်းနဲ့ကုသူရတယ်နော်ဒီတော့တက်လက်ဆံကောင်းမင်းကဘာသာမှန်တိုက်တဲ့ တလေးဆန်ကောင်ဖြစ်နေပြီမင်းဟာလေတစ်ခုတည်းမဟုတ်ဘူးတစ်ခုတည်းမဟုတ်ဘူးမင်းကိုမင်းဟုံးလာပြီလို့မင်းမထင်နဲ့သိလားငါတို့ဗုဒ္ဓဘာသာမှာကဘယ်ဘာသာကဥမာတိုက်ခိုက်ခဲ့တယ်မရှိဘူးဘယ်ဘာသာမှာကိုလည်းစော်ကားခဲ့တာမရှိဘူးတလေးဆန်ကောင်သိလားဒီတော့မင်းဟာမင်းပြောတဲ့စကားတွေကမင်းတလေးဆန်အစ်စ်မဲ့ရှိတယ်နော်ဘာလို့ကယောတလေးဆန်ရဲ့စကားကိုလူတွေက နားထောင်လို့မရဘူးကွာသိလားတလိမ့်ဆန်ရဲ့စကားကိုလူတွေကနားထောင်လို့မရဘူးဒီတော့မင်းပြောတာတလိမ့်ဆန်အဆင်မရှိတဲ့အတွက်တလိမ့်ဆန်အဆင်မဟုတ်ကွာတလိမ့်ဆန်ကောင်ပြောတဲ့စကားဖြစ်နေတယ်ငါတို့လူတွေကနားထောင်လို့ဘယ်တော့မှမရဘူးကွာသိလား ပြီးတော့လည်းမင်းကြည့်ရတာလေကွာမင်းကြည့်ရတာလေနော်ဟိုလူမဖြစ်သေးဘူးကွာတိလာတက်လေးဆိုင်ကောင်နော်အဲ့ဒီတော့မင်းဘာသာကိုမစော်ကားနဲ့အခုမင်းတို့လည်းသခင်ယေရှုရှိတယ်မင်းတို့လက်ဝါးကတ်တိုင်အခုချိန်တွေမင်းတို့ဝိပုနေတော့ဆူတောင်းနေကြတော့မင်းတို့ရဲ့သင်းဥစရာကိုမေးကြည့်ပါဟုတ်ပြီလားငါဒီစကားလေးပဲထပ်ပြောခြင်းနဲ့တက်လေးဆိုင်ကောင်ဒါပေမဲ့မင်းရဲ့အပြောတွေကိုဆင်ခြင်လိုက်တာအကောင်းဆုံးပဲ